င်္ဂလာပါကလေးတို့ရေဒီချေကတော့တိတ်ပံကိုတင်ကြပေးမယ်ဒီချေချမ်းဖြစ်ပါတယ်တိတ်ပံရဲ့အခန်းသုံးတလေးဆန်အုပ်စုများနေပြီးတော့မအပိုင်းနဲ့ကြောရုပ်ရှိတလေးဆန်တွေကိုဒီချေတို့ခွဲကြမယ်အကြောင်းပဲဖြစ်ပါတယ်ကျောရုပ်ရှိတလေးဆန်လေးတွေကိုဒီချေတို့ဘလို့ခွဲကြကြမလဲ တလင်းဆန်လေးတွေဟာအရွယ်အစားနဲ့ခန္ဓာကိုယ်အပုံးအခါတွေဟာသူတို့ကမတူညီကြဘူး။အဲ့တော့ခန္ဓာကိုယ်အစိပ်အပိုင်းအမျိုးမျိုးပါရှိပြီးတော့တချို့တို့ရွေရှားပုံတွေလည်းမတူညီကြဘူး။သူတို့နေထိုင်တဲ့နေရာတွေအစားတုံးနဲ့အစားအစာတွေဟာလည်းမတူညီကြပါဘူးကွယ်။ကဲအခန်း၃အပိုင်း၄ကြောယိုရှိတလေးဆန်အုပ်စုများလုပ်ငန်းများကိုဒီချေနဲ့အတူတူစ조사ပြီးတော့ရှာဖွေကြရအောင်။ကဲလုပ်ငန်းတစ်ကလေးဒီချေပေးထားတဲ့ပုံလေးတွေကိုကြည့်ကြည့်ပေးပါ ကဲပေးထားတဲ့ပုံလေးမှာတော့ကြောရိုးရှိတလေးဆန်လေးတွေရဲ့ပြင်ပလက္ခဏာကိုကြည့်ပြီးတော့ဘလို့အုပ်စုခွဲကြနိုင်ပါသလဲအဲ့တော့ပေးထားတဲ့ပုံလေးတွေကိုကြည့်ပြီးတော့တလေးဆန်လေးတွေရဲ့လက္ခဏာရက်တွေကိုဒီချိန်နဲ့တူတူနှိုင်းရှင်းလေ့လာမယ်ပြီးရင်တငငချင်းနေနဲ့တိုင်ပင်ပြီးတော့လဲတလေးဆန်လေးတွေရဲ့တူရာလက္ခဏာတွေကိုအုပ်စုဖွဲ့ပြပါ ကဲဒီချက်ပုံလေးတွေပေးထားရနော်ကဲအဲ့ဒီမှာမှဒီချက်စရားလေးကိုပေးထားတယ်ကြည်ကြည်ပေးအဲ့ဒီမှာဘယ်အချက်အရအုပ်စုခွဲကြသလဲပြီးရင်တိရိစ္ဆာန်အုပ်စုလေးဒီချက်စရားလေးပေးထားရနော်ကဲအဲ့တော့ကြည့်လိုက်ပါမြည်သည့်အချက်အရအုပ်စုခွဲကြသည်အဲ့ဒီမှာရေထဲမှာနေနိုင်သည်ကဲရေထဲမှာနေနိုင်သည်ဆိုတော့တလိမ့်ဆန်အုပ်စုမြန်မာဘယ်သူတွေဖြစ်မလဲငါဟုတ်တယ်အဲ့တော့ဒီချေပုံလေးထဲမှာငါးကိုတစ်ချဲနှစ်နေရပြထားတယ်အဲ့ဒါကတော့နှစ်ရငါးရ ဟုတ်ပြီနော်ကဲနောက်တစ်ခုကကုန်းနဲ့ရေမာနေနိုင်တယ်ဟုတ်ပြီကုန်းနဲ့ရေမာနေနိုင်တယ်ဆိုတော့ဘာကောင်လေးဖြစ်မလဲတလေးဆန်အုပ်စုများမှာဖားအဲ့တော့ဖားကိုလည်းဒီရဲနှစ်ခုပေးထားတယ်ပုံလေးထဲမှာဆိုရင်ပုံနံပါတ်၄ရယ်၉ရယ်ပြန်တန်းနိုင်သည်အတောင်ပံရှိသည်ကဲအတောင်ပံပါရှိသည်ပေါ့ကဲအဲ့ဒီမှာကြည့်ကြည့်ပါမဲပုံလေးတွေဖြစ်မလဲဟုတ်တယ်ကြက်ကလေးနဲ့ဘာဖြစ်လဲကြက်တူရေးပုံနံပါတ်ကလေးကတော့ကြက်ကတော့8ဟုတ်ပြီနော်ကြက်တူရေးလေးကတော့ပုံနံပါတ်30ပေါ့ ကဲဟုတ်ပြီတွားသွားနိုင်သည်ကဲတွားသွားနိုင်သည်ကဘယ်သူတွေဖြစ်မလဲမွေနဲ့မိချောင်းနဲ့အဲ့တော့မွေကတော့နံပါတ်1ဖြစ်ပြီးတော့မိချောင်းကတော့နံပါတ်6ဟုတ်ပြီနော်ကဲနောက်တစ်ခုခြေလေးချောင်းပါသည်နို့တိုက်သည်ကဲအဲ့တော့ခြေလေးချောင်းလည်းပါတယ်နို့လည်းတိုက်တယ်ဘာလေးတွေဖြစ်မလဲဟုတ်တယ်နံပါတ်3မြင်းချားရယ်ဟုတ်ပြီနံပါတ်9တားပိုက်ကောင်လေးရယ်ဖြစ်တယ် ကဲဒီ channel တူတူလုပ်ငန်းနှစ်ကလေးကိုဆက်ပြီးလေ့လာကြမယ်အဲ့တော့လုပ်ငန်းနှစ်ကလေးကိုဒါတို့သမီးတို့ပုံကလေးတွေကြည့်ကြည့်ပါကဲကြောရုပ်ရှိတလေးဆန်ရဲ့လက္ခဏာရက်တွေကိုကြည့်ပြီးတော့ဘလိုမျိုး ခွဲခြားသတ်မှတ်နိုင်ပါသလဲပေးထားတဲ့ပုံကလေးတွေကိုကြည့်ပြီးတော့တလေးဆန်ရဲ့အမည်လေးတွေကိုတချို့တို့ရေးမယ်ပြီးရင်သူတို့ရဲ့လက္ခဏာတွေကိုတငယ်ချင်းတွေနဲ့တူတူဆွေးနွေးပြီးတော့တချို့တို့ဇာတ်လေးမှာဖြည့်ဆွက်ကြည့်ရအောင် ောရိုးရှိတလေးဆန်နေရဲ့လက္ခဏာရက်တွေကိုကြည့်ပြီးတော့ဘလူမျိုး ခွဲခြားသတ်မှတ်နိုင်ပါသလဲပေးထားတဲ့ပုံကလေးတွေကိုကြည့်ပြီးတော့တလေးဆန်ရဲ့အမည်လေးတွေကိုတချို့ရေးမယ်ပြီးရင်သူတို့ရဲ့လက္ခဏာတွေကိုတငယ်ချင်းတွေနဲ့တူတူဆွေးနွေးပြီးတော့တချို့ဇာတ်လေးမှာဖြည့်ဆွက်ကြည့်ရအောင်ကဲဟုတ်ပြီနော်အဲ့တော့ဒီချေတို့တွေက ပုံကလေးတွေကိုကြည့်ပါအဲပုံလေးတွေအမည်ကိုပေးမယ်အော်နံပါတ်1ကဘာပုံလေးဖြစ်မလဲနံပါတ်1ကဖာဟုတ်တယ်နံပါတ်2ကရောနံပါတ်2ကမြောက် နံပါတ်3ကဘာပုံလေးဖြစ်မလဲနံပါတ်3ကငါနံပါတ်4ပုံလေးကတော့ငှံဟုတ်ပြီနံပါတ်5ပုံလေးကတော့ပုတ်တယ်ကဲအဲ့တော့တချဲကိုဇာလေးတချဲဆွဲပေးထားတယ်ဇာလေးကိုကြည့်ပြီးတော့တချဲတို့တွေဖြစ်ရအောင်ကဲဟုတ်ပြီဇာလေးမှာတချဲတို့တွေကလက္ခဏာရက်မှာဘာတွေပါမလဲဟုတ်ပြီလက္ခဏာရက်မှာဆိုလို့ရှိရင်တော့ခန္ဓာကိုယ်အဖုံးအကာနေတဲ့နေရာရွေလျားပုံအသက်ရှူအင်ကဥဥသည် အကောင်မွေးသည်ကဲအဲ့တော့ဒီချေကိုနေ့ကတော့ရွတ်ပြလိုက်တဲ့အမိလေး၅မျိုးရဲ့သူတို့ရဲ့လက္ခဏာရဲ့ကလေးတွေကိုဒီချေနဲ့တူတူဖြေမယ်ကဲနံပါတ်1ဖားဖားရဲ့ခန္ဓာကိုယ်အဖုံးအကာကဘာနဲ့ဖုံးထားတာဖြစ်မလဲဟုတ်တယ်အရေပြားနဲ့ဖုံးထားတယ်သူတွေနေတဲ့နေရာကရောဟုတ်တယ်ကုန်းမှာလည်းနေတယ်ရေမှာလည်းနေတယ်သူ့ရဲ့ရွေလျားပုံလေးကသူကခုံပြီးတော့သွားတယ်ဟုတ်ပြီနော်သူအသက်ရှူအင်္ဂါလေးကဘာနဲ့သူရှူမလဲ ဟုတ်ပြီပဟတ်ဆိုတဲ့အရေပြားနဲ့ရှုမယ်အစုံနဲ့သူရှုမယ်သူကဥတဲ့တတဝါလားဒါမှမဟုတ်ရင်အကောင်လိုက်မွေးတဲ့တတဝါဖြစ်မလားကဲဟုတ်တယ်သူကတော့ဥဥတဲ့အကောင်လေးပေါ့နော်ဥဥတဲ့အကောင်လေးဖားလေးရဖြစ်တယ်ဟုတ်ပြီနံပါတ်2အကောင်လေးကဘာသူဖြစ်မလဲမြောက်ဟုတ်တယ်မြောက်ကလေးကသူ့ရဲ့ခန္ဓာကိုယ်ကိုအဖုံးကားလေးကိုဘာနဲ့ဖုံးထားလဲအမွှေးနဲ့ဖုံးထားတယ်ဟုတ်ပြီ သူနေတဲ့နေရာလေးရော ဟုတ်တယ်သူကအပင်မှာနေတယ်ပြီးမြေပြင်တွေမှာနေတယ်ဟုတ်ပြီသူရဲ့ရွေလျားပုံလေးကဘယ်လိုဖြစ်မလဲသူကဟုတ်တယ်ခုံနေလမ်းလျှောက်တယ်ကဲ तू ကရောအသက်ဘယ်လိုရှုမလဲဟုတ်တယ် तू ကတော့အဆုံးနဲ့ပဲအသက်ရှုတယ် तू ကအူဦးတဲ့သူလားအကောင်လိုက်မွေးဖွားတဲ့သူလားဟုတ်ပြီမြောက်ကတော့အကောင်လိုက်မွေးတယ်ဟုတ်ပြီနော်ဒလေးဆန်လေးဖြစ်တယ်ကဲနံပါတ်3နံပါတ်3ကဘာကောင်လေးလဲ9ဟုတ်ပြီ9ရဲ့ခန္ဓာကိုယ်အဖုံးအကာလေးကိုဗာနဲ့ဖုံးထားလဲ ဟုတ်တယ်အကြီးခွန်လေးနဲ့သူ့ကိုဖုံထားတယ်။ "तू ရောဘာမှနေတယ်လဲ။ तू ကရေထဲမှာနေတယ်။ပြီးရင်ရွေလျားပုံလေးရောဟုတ်ပြီ तू ကတော့ရွေလျားတာတော့ဗျာရေကူးပြီးတော့သွားတယ်။ဟုတ်ပြီ तू ကအသက်ရှူရင်ရောအာအသက်ရှူတာတော့ तू ကတော့ဗဟတ်ကလေးနဲ့အသက်ရှူတယ်။ပြီးငားကရောဥူတာလားအကောင်လည်းမွေးတာလား"ဟုတ်တယ်သူကတော့ဥဥတဲ့အကောင်လေးပဲဒါပေမဲ့တချို့ငါးလေးတွေကတော့ဘာဖြစ်လဲအကောင်လိုက်မွေးတာလေးတော့ရှိရပါတော့ချွင်ချက်နေနဲ့မှတ်ထားပြီနော် ကဲဟုတ်ပြီနံပါတ်၄កောင်လေးရတော့ငတ်ကလေးဖြစ်တယ်ငတ်ကလေးကိုကောခန္ဓာကိုယ်အဖုံးကားလေးရဗာနဲ့ဖုံးထားလဲဟုတ်တယ်သူ့ကိုတော့အမွေးအတောင်လေးနဲ့သူ့အဖုံးထားတယ်ကဲသူနေတဲ့နေရာလေးရောသူကတော့လေထဲမှာနေတယ်အပင်လေးထဲမှာနေတယ်အပင်ပေါ်လေးတွေမှာနေတယ်ပေါ့နော်ကဲဟုတ်ပြီသူ့ရဲ့ရွေလျားပုံလေးရောသူကတော့ပြန်တန်းပြီးသွားတယ်ကဲသူကအသက်ရှူတာကသူကတော့အသက်ရှူအင်ကာလေးရတော့အဆုတ်ဖြစ်တယ် ဟုတ်ပြီငှက်ကလေးတွေကရောဥတာလားကောင်းလိုက်မွေးတာလားဟုတ်တယ်ငှက်ကလေးတွေကတော့ဥတယ်ကဲနံပါတ်5ပုတ်တင်ကဲပုတ်တင်လေးရဲ့ခန္ဓာကိုယ်အဖုံးကားလေးကိုဘောင်းနဲ့ဖုံးထားလဲခန္ဓာကိုယ်အဖုံးကားလေးတွေကိုအကြီးကုန်နဲ့ဖုံးထားတယ်သူနေတဲ့နေရာလေးကရောအော်သူနေတဲ့နေရာလေးကတော့အပင်လေးတွေမြေပြင်လေးတွေမှာနေတယ်သူကရောဘလို့ရွေးရလဲသူကတော့တွားတွားပြီးတော့မှရွေးလျားတယ်

တင့်လျော်တဲ့တိရစ္ဆာန်အုပ်စုတွေရဲ့အမည်ကလေးတွေကိုဒီကျေတို့ဖော်ပြပေးမယ်။ဒီကျေစရာလေးဆွဲပေးထားတယ်ကြည်ကြည်ပေးပါ။ကဲဟုတ်ပြီအဲ့ဒီမှာလက္ခဏာရက်တွေကတော့ရေထဲမှာနေတယ်အကျေးကုန်များနဲ့ဖုံးအုပ်ထားတယ်စူးတောင်များရှိ၍ကူးခတ်နိုင်တယ်ပဟတ်ဖြစ်အသက်ရှူတယ် ။အိုးတယ်။သူကဘာဖြစ်မလဲ။ဘာကောင်လေးဖြစ်မလဲ။ဘယ်အုပ်စုဖြစ်မလဲ။ဟုတ်တယ်။ငါးအုပ်စုထဲမှာပါတယ်။ကဲနောက်တစ်ခုရေနဲ့ကုန်းနှစ်မျိုးစလုံးမှာလည်းနေနိုင်တယ်။စွဆွတ်တဲ့အရေပြားရှိတယ်။ပြီးရင်သူကအိုးတယ်။အစုတ်ဗဟန်းနဲ့အရေပြားတွေနဲ့အသက်ရှူတယ်။သူကရောဘယ်အကောင်လေးဖြစ်မလဲ၊ဘယ်အုပ်စုမှာပါမလဲ။ ဟုတ်တယ်သူကတော့ကုန်းနေရင်နေတတော်ဝအုပ်စုထဲမှာပါပြီးတော့အကောင်လေးကတော့ဖားလေးပေါ့ဟုတ်ပြီနော်ကဲနောက်တစ်ခုခြေလေးချောင်းရှိတယ်ဒို့မဟုတ်ခြေတောက်တော့မရှိဘူးအကျေးကိုနေနဲ့ဖုံးအုပ်ထားတယ်ဥဥတယ်အစုံနဲ့အသက်ရှူတယ်သူကတော့ဘယ်အုပ်စုမှာပါမလဲအကောင်လေးကတော့ဘာကောင်လေးဖြစ်မလဲခံမှန်းကြည့်ဟုတ်တယ်သူကအုပ်စုထဲမှာတွားတွားပြီးတော့ပါတယ် နော်တကယ်တော့ခြေထောက်၄ချောင်းရှိတယ်ဆိုရင်တော့သူကတော့မိချောင်းပေါ့တကယ်တော့ခြေထောက်မရှိရင်တော့ဘာကောင်ဖြစ်မယ်ထင်လဲဟုတ်တယ်ခြေထောက်မရှိရင်တော့မွေရပါသလားကဲဟုတ်ပြီနောက်ထပ်တစ်ခုခြေထောက်၄ချောင်းရှိတယ်အမွေးတောင်နေနဲ့ဖုံးအုပ်ထားတယ်ပြန်တန်းနိုင်တယ်ဥတယ်အစုံနဲ့အသက်ရှူတယ်သူကရောဘယ်အုပ်စုထဲမှာပါမလဲဘယ်ကောင်လေးဖြစ်မလဲ ဟုတ်တယ်အုပ်စုအမည်ကတော့ငှက်ကလေးပေါ့အဲ့တော့ငှက်အုပ်စုထဲမှာပါဝင်တဲ့အကောင်လေးတွေဆိုတော့စာကလေးတို့ချက်တူရွေးတို့ပေါ့ဥပမာအနေနဲ့တစ်ချက်ပြောပြပေးမယ်ဟုတ်တယ်နော်ကဲဟုတ်ပြီနောက်တစ်ခုအမွှေးဒါမှမဟုတ်လို့ရှင် အမွှေးထူတွေနဲ့ဖုံးအုပ်ထားတယ်အကောင်လိုက်မွေးဖွာပြီးတော့မှမိခင်ကနေနိုးတိုက်တယ်အစုံနဲ့အသက်ရှူတယ်သူကရောဘယ်အုပ်စုမှာပါမလဲဟုတ်တယ်နိုးတိုက်တဲ့အုပ်စုထဲမှာသူကပါဝင်မယ် အကောင်လေးအနေနဲ့တော့တချေကဥမာအနေနဲ့ဆိုရင်တော့မြောက်ကလေးပေါ့ကဲဟုတ်ပြီအဲ့တော့ဒီချေတို့ကလုပ်ငန်းလေးလေးကိုဆက်ပြီးတော့လေလာကြမယ်။ကဲဒီချေပုံလေးပေးထားတယ်နော်။ကြည့်ကြည့်ပါ ကဲဟုတ်ပြီတလေးဆန်လေးတွေရဲ့လက္ခဏာရကလေးတွေကိုကြည့်ပြီးတော့ဘလို့အုပ်စုခွဲကြနိုင်ပါသလဲတလေးဆန်အမျိုးမျိုးကိုတကယ်လို့ဖော်ပြမယ်ပြီးရင်တလေးဆန်တကောင်ချင်းစီရဲ့အမည်နဲ့လက္ခဏာရက်နဲ့ဘယ်အုပ်စုမှာပါဝင်သလဲဆိုတာကိုတကယ်လို့ဇာတ်အားမှာဖြည့်ဆွတ်ပေးပါကဲကြည့်ကြည့်ပေးပါ ဟုတ်ပြီနံပါတ်၁လိမ့်ဆန်လေးရဲ့အမည်ကတော့ငက်ကလေးအုပ်အဲ့တော့လက္ခဏာရက်တွေအနေနဲ့ကတီချဲကခုနှစ်ရလုံးကလုပ်ငန်းသုံးမှာပြောပြသွားတဲ့လက္ခဏာရက်တွေအတိုင်းပဲတာဝန်သမီးတို့သိရင်ရပြီဟုတ်ပြီ तू ကတော့တလိမ့်ဆန်အုပ်စုဆိုရင်တော့เนาะဘယ်မှာပါမလဲငက်အုပ်စုထဲမှာပါဝင်ပါမယ်ဟုတ်ပြီနောက်တစ်ပုံကကြွက်ဟုတ်ပြီ ကျွက်ကလေးကလည်းအလိုပဲဒီချေတို့ကလုပ်ငန်းသုံးအားလက္ခဏာရက်ကလေးအတိုင်းပဲတောက်သမီးတို့ပြန်လည်လေ့ကျင့်ပြီးတော့ကြည့်ပြီးတော့ရေးလိုက်ပြီးရပါပြီအဲ့တော့သူ့ရဲ့တလိမ့်ဆန်အုပ်စုကတော့ဘာမှပါမလဲကျွက်ကတော့ no တိုက်တဲ့တလိမ့်ဆန်အုပ်စုမှာပါဝင်ပါမယ်အလိုပဲမွေးနောက်ထပ်တစ်ခုမွေး မွေးကရောဟုတ်ပြီမွေးရဲ့လက္ခဏာရက်တွေကလည်းသားတို့သမီးတို့လုပ်ငန်းသုံးရဲ့လက္ခဏာရက်တွေကိုသားတို့သမီးတို့လေ့လာရင်ရပါပြီသူရဲ့ကလေးဆန်အုပ်စုလေးကရောဘာဖြစ်မလဲသူရဲ့ကလေးဆန်အုပ်စုလေးကတော့တွားတွားတဲ့ကလေးဆန်အုပ်စုထဲမှာ ပါဝင်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကဖာဟုတ်ပြီဖာကိုလည်းအလိုပဲတကယ်လို့လုပ်ငန်းသုံးလေးကိုလေ့လာလိုက်ရင်လုပ်ငန်းသုံးလေးရဲ့လက္ခဏာရက်ကလေးအတိုင်းပါပဲသူကတော့အုပ်စုကတော့ကုန်းနေရင်လေးလိမ့်ဆန်အုပ်စုထဲမှာပါဝင်ပါတယ် နောက်ထပ်တစ်ခုကတော့ငမန်းငမန်းကတော့ဗမာပါဝင်မလဲသူ့ရဲ့လက္ခဏာရက်ကလေးကတော့ဒီကျေကိုနေရတော့ကဖော်ပြပေးလိုက်တဲ့လုပ်ငန်းသုံးရဲ့လက္ခဏာရက်ကလေးညာကိုတောက်သမီးကိုလေ့လာရင်းရပါပြီဟုတ်ပြီနော်ဒီကတော့ပါဝင်တဲ့တိရစ္ဆာန်အုပ်စုလေးကတော့ငါးအုပ်စုထဲမှာပါဝင်ပါတယ် ကယ်တော့ငှက်တွေကလည်းဘာဖြစ်လဲပြန်နိုင်တယ်လို့မျိုးပဲလင်းနို့တွေလည်းပြန်နိုင်တယ်ဒါပေမဲ့လင်းနို့ကတော့ဘာဖြစ်လဲနို့တိုက်တဲ့ဝါတွေဖြစ်တယ်လင်းပိုင်းတို့ဝေလာငါးတို့ကလည်းသူတို့ကရေထဲမှာနေတယ်ရေရက်တွေရှိတယ်အမိတွေရှိတယ်ရေလဲကူးနိုင်တယ်ဒါပေမဲ့သူတို့ကလည်းနို့တိုက်တဲ့ဝါတွေဖြစ်ကြပါတယ်အဲ့တော့တူညီတဲ့အုပ်စုတစ်ခုအတွင်းမှာပါဝင်တဲ့တိလ္ဆန်လေးတွေကလည်းတူညီတဲ့လက္ခဏာရက်ကလေးတွေရှိကြတယ် ကြောရွတ်ရှိတိရစ္ဆာန်လေးတွေရတော့တဲ့သူတို့နေထိုင်ကြဆားတဲ့ပေါဝင်းကျင်တွေခန္ဓာကိုယ်ကိုဖုံးအုပ်ပေးထားတဲ့အဖုံးအကအမျိုးအမျိုးတွေပြီးသွားရင်ရွေရှားသွားလာပုံတွေလှုပ်ရှားပုံတွေအသက်ရှူတဲ့ပုံစံတွေမျိုးဆက်ပေါက်ဖွားပုံတွေအဲ့ဟာတွေကိုကြည့်ပြီးတော့တချို့ကအုပ်စုတွေခွဲခြားနိုင်ပါတယ်ကြောရွတ်ရှိတိရစ္ဆာန်တွေမှာဆိုလို့ရှိရင်တော့တားတို့သမီးတို့လည်းယဉ်နေပါလိမ့်မယ်မြင်ဘူးလည်းမြင်ဘူးကြပါလိမ့်မယ်ငားတွေကုန်းတွေယဉ်နေတဲ့ကွာတွေတားသောတဲ့ကွာတွေငှက်တွေနဲ့ လို့တိုက်တဲ့ဝါတွေဟာသူတို့ကကြောရိုးရှိတဲ့ဒလိမ့်ဆန်အုပ်စုထဲမှာပါဝင်ကြပါတယ်။ကဲသားတို့သမီးတို့ဒီချက်ဒီနေ့ရှင်းပြရလေးကိုနားလည်မယ်လို့ထင်ပါတယ်။သင်ခန်းစာလေးကိုဒီမှာပဲရက်ကြမယ်နော်။